因为我不需要依靠斗地穴了，就能走到今天。ဒီအပိုင်းမှာချစ်ကြည်နူတက်တည်တူပြီးသွားတယ်လင်းတုံတို့ခမ်းမစီကိုပြန်ရောက်လာပါတယ်အစောခံရမယ်ဆိုတာကျင်းသေးတာမို့လို့လင်းတုံတယောက်ထွက်ပြေးပေမဲ့တိုက်တာခံလိုက်ရပါတယ်အဲ့ဒီချိန်မှာစွမ်းရည်မြူတွေပုံပြေဝအဆင့်ကိုရောက်နေတာကိုသတိထားမိသွားပြီလေချင်းကျူးကတော့ဒီနေ့လင်းတုံကိုအသေးမတက်ရရင်မကျေနပ်နိုင်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ် လင်းတုံကတော့သူကရိုးရိုးသားသားခဲ့ခြင်းနဲ့စိတ်ကလေးပဲရှိရကြောင်းကိုပြန်ပြောလိုက်ပါတယ်အဓိကတရားခံကရှေးဟောင်းတင်ကြိုင်းပိုင်ရှင်မှာဒါလည်းချင်းကျူးသိပါတယ်ဒါပေမဲ့လည်းမရပါဘူးသူ့ရဲ့ဖြူစင်မှုကိုစော်ကားတယ်ဆိုပြီးတော့တန်ရာတန်ကြီးပြန်တောင်းနေပြီလေသူပြောတယ်တန်ရာတန်ကြီးဆိုတာကလင်းတုံရဲ့အသက်ပါလင်းတုံတယောက်သူ့ရဲ့ကောင်းငင်ကြီးကိုရှေးဟောင်းခင်းကွာလှန်ကိုလှမ်းယူလိုက်ပြီးတော့ချင်းကျူးတိုက်တာကိုကာလိုက်ပါတယ်ဒါပေမဲ့ချင်းကျူးကိုတော့သူမနိုင်ပါဘူး။လေဘေးညစ်လိုက်ပြီးတော့အဆုံးသတ်ဖို့လုပ်လိုက်ပေမဲ့ပြီးခဲ့တဲ့ဦးကနှစ်ယောက်တူတူရှိခဲ့တဲ့အကြောင်းကိုပြန်စင်းစားမိပြီးတော့စိတ်ကလေးကလည်းပျော်ပြောင်းသွားပြီလေ။ ဲ့ဒီချိန်မှာပဲလင်းလန်ထန်းတို့ဝင်လာပါတယ်နှစ်ယောက်တည်းတွေ့လိုက်ရတဲ့အတွက်အံ့ဩသွားကြပါပြီချင်းကျူကတော့ပညာဆန်းနေုံမဲဆိုပြီးတော့ပြန်ဖြေလိုက်ပါတယ်တကယ်တော့အချစ်ဆန်းနေတာပါလင်းတုံကစွမ်းရည်အမြူတွေပြေးွားပုံအဆင့်ကိုရောက်နေတာဆိုတာကြည့်လိုက်တာနဲ့သိပါတယ် ဘယ်သူလဲဆိုပြီးတော့မေးလိုက်တော့လင်းတုံကလင်းလန်ထန်းရှိနေတဲ့အတွက်နာမည်မပြောဘဲနဲ့နာမည်မရှိတဲ့သူတယောက်ဆိုပြီးတော့ပဲပြန်ဖြေလိုက်ပါတယ်။လင်းလန်ထန်းကတော့သူ့ကိုအဖက်မလုပ်ဘဲနဲ့ချင်းကျူးနှိမ့်ဘက်နှလုံးသားကိုရသွားတာဂုံပြူတဲ့အကြောင်းကိုပြောလိုက်ပါတယ်။ဝိုင်ယန်ကတော့အပြင်ကအစီရင်ကြောင်းသာမဟုတ်ရင်သူချစ်တလန်းနောက်ကျသွားမှာမဟုတ်ဘူးဆိုပြီးတော့ပြောရင်းနဲ့ချင်းကျူးနှားကိုကတ်သွားပြီးတော့သူနဲ့သူ့အကိုကကောင်းငင်ကိုတက်ထိုက်ချင်းနှန်းတော်ကိုလေးစားနေခဲ့တာကြာပြီဆိုပြီးတော့စကရောဖော်ရောဝင်ပြောလိုက်ပါတယ်။ ဝန်ရံရဲ့အကြီးကြီးကတနာစိတ်ပြင်းထန်နေတဲ့အတွက်လင်းတုံကတော့ကြည်ရမနေဘူးလေပြီးတာနဲ့သူ့ကိုအရင်သွားခွင့်ပြုပါဆိုပြီးတော့ပြောပြီးတော့ထွက်သွားဖို့လုပ်ပေမယ့်ချင်းကျူးကတားလိုက်ပြီးတော့ခုနကပြိုင်တာဘသူနိုင်လဲဆိုတာမဆုံးဖြတ်ရသေးတဲ့အတွက်နောက်ထပ်တနေရာရှာပြီးတော့ကောင်းကောင်းလက်ဆွမ်းပြန်ခြင်းတဲ့အကြောင်းကိုပြောလိုက်ပါတယ်ချင်းကျူးတယောက်ကတော့လင်းတုံကိုမကျေနပ်သေးပါဘူးလင်းတုံကတော့အရှုံးမပေးတဲ့အကြောင်းပြောပြီးတော့ခက်တီတီပဲထွက်လာဖို့လုပ်လိုက်ပေမယ့်လက်ကိုဖမ်းဆွဲထားပြီးတော့နှစ်ယောက်သားတူတူထွက်သွားကြပါတယ်ကြံခဲ့တဲ့နှစ်ကောင်ကတော့လင်းတုံကိုအမဲဖြတ်သလိုကြည့်နေကြပြီလေဒီကောင်လေးကချင်းကျူးနဲ့ဘယ်လိုပတ်သက်နေရလဲဆိုပြီးတော့တန်တရားတွေလည်းဝင်လာကြပါတယ် အဲ့ဒီအချိန်လင်ခဲရာတို့အဖွဲ့ရောက်လာပါတယ်ဝမ်ဖန်တို့လည်းပါပါတယ်နောက်ဆုံးတော့လင်းတုံပြဿနာတက်ပါပြီဘာလို့လဲဆိုတော့ဝမ်ဖန်တယောက်ဝမ်ရန်နာကိုကတ်ပြီးတော့ကောင်းငင်ကြီးကွန်ရှေးရောက်ခင်းကွာလှန်အကြောင်းကိုပြပြလိုက်တာကြောင့်မို့လို့ပါဒါကြောင့်ဝမ်ရန်ကလင်းတုံကိုရက်ဖို့ပြောလိုက်ပြီးတော့ဝမ်ဘူးမင်းမျိုးနယ်စုရဲ့ဝင်းကျင်ရန်နာကိုလူသွားတာတောင်းဒီတိုင်းထွက်သွားချင်တာလားဆိုပြီးတော့မေးလိုက်ပါတယ်ပြီးတာနဲ့ချင်းကျူးကိုဒါသူတို့ဝမ်မျိုးနယ်စုနဲ့လင်းတုံသားကရန်မျိုးဖြစ်တယ်ဆိုပြီးတော့ပြောလိုက်တော့ချင်းကျူးတယောက်ဆွဲထားတဲ့လက်ကိုလှုပ်ပေးလိုက်ပါတယ်ပြီးတာနဲ့ဒီကကိစ္စတွေပြီးတော့မှပဲသူနဲ့ထပ်ပြီးတော့စရင်ရှင်းမဲ့အကြောင်းကိုပြောလိုက်ပြီးလေ မင်းတို့ကတော့နောက်ပြန်လှည့်လိုက်ပြီးတော့ဒီရှေးဟောင်းတင်းကျိုင်းကပစ္စည်းတွေကပိုင်ရှင်မဲ့ပစ္စည်းဖြစ်တဲ့အတွက်ဘလို့လို့ပြီးတော့သူတို့ဝမ်မျိုးနွယ်စုရဲ့ပိုင်ဆိုင်မှုဖြစ်သွားရလဲဆိုပြီးတော့မေးခွန်းထုတ်လိုက်ပါတယ်။ရသမျှကိုလက်နှစ်ဖက်နဲ့ဆက်တပ်ပေးရမှာလားဆိုပြီးတော့ကြီးလိုက်ပါတယ်။ပစ္စည်းတွေအကုန်ပေးမှာပဲမှန်ပါလားဆိုပြီးတော့ပြောလိုက်ပါသေးတယ်။အဲ့တော့အကုန်လုံးကလည်းလင်းတုံပြောတဲ့စကားကိုလက်ခံလိုက်ရပြီလေ။ဝမ်ဖန်ကတော့သူအရင်ရတဲ့ပစ္စည်းဖြစ်ပြီးတော့လင်းတုံကဖြတ်လို့တဲ့ပုံစံမျိုးဘလောင်းမလဲထပြောပါတယ်။လင်းတုံကလည်းမျက်စိမိတ်ပြီးတော့ဇွတ်တွေလျှောက်ပြောနေတာအချက်လည်းမရှိဘူးဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။တကယ်တော့ဝမ်ဖန်ကပဲလင်းတုံရဲ့ဝိညာဉ်ရဲ့နာကိုလူကျင်ခဲ့တာလေ။ ဒါပေမဲ့ဘလို့ပဲရှင်းပြရှင်းပြနွားကိုဗလာတာကျွေးနေရသလိုပါပဲအသုံးမဝင်ပါဘူး။ဒါကြောင့်စကားပေါ်တွေမပြောတော့ဘဲနဲ့ကောင်းငင်ကြီးကွန်ရှေးဟောင်းခင်းကွာလန်ကိုထုတ်လိုက်ပြီးတော့တိုက်မယ်ဆိုလဲတိုက်ဖို့ကိုပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာလင်ခဲရကဝမ်ဖန်လိမ့်နေတဲ့အကြောင်းကိုထပ်ပြောပါရတယ်။ယန္တနာကလင်းတုံရင်ရခဲ့တာဆိုပြီးတော့အားလုံးကိုပြောပြလိုက်ပါရတယ်။ ဒါပေမဲ့လေလင်လန်ထန်းကတော့လင်ခဲရကိုသူများရဲ့ကိစ္စဝင်မပါခိုင်းပါဘူးအဲ့တော့လင်ခဲရကလည်းဝမ်ဖန်လိမ့်နေတာတေးကြတဲ့အကြောင်းနဲ့လင်းတုံကသူတို့လင်မျိုးနယ်စုတွေကလူလို့တတ်မှတ်လို့ရတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်လင်လန်ထန်းကတော့ဘာလို့လင်းတုံကိုဘိုးဘေးမျိုးနယ်စုထဲမှာတခါမှမတွေ့ဘူးလားလဲဆိုပြီးတော့မေးလိုက်ပါတယ်ဒါကြောင့်ဘိုးဘေးမျိုးနယ်စုရဲ့ဘယ်အပိုင်းကလဲဆိုပြီးတော့ထပ်မေးလိုက်ပါတယ်အဲ့လိုကြတော့လေပြောဖို့ခက်သွားပြန်ပါတယ်ဘာလို့လဲဆိုတော့လင်းမိသားစုကအခုချိန်ထိဘိုးဘေးမျိုးနယ်စုကိုပြန်မဝင်ရသေးဘူးလေလာမယ့်နှစ်နှစ်မျိုးနယ်စုပြိုင်ပွဲကြမှာဝင်ပါနိုင်မှာပါအဲ့တော့မျိုးနယ်စုခွဲကလူမှန်းတည်သွားကြပါတယ် ဝန်ရံကတော့ဒီကိစ္စကိုလင်လန်ထန်းစီပဲအပ်လိုက်တော့မယ်ဆိုပြီးတော့ပြောလိုက်တာကြောင့်လင်လန်ထန်းကလည်းတက်တန့်ညံ့ညာပဲဆုံးဖြတ်ပေးမယ်ဆိုပြီးတော့ဝန်ရံကိုရယ်နာပေးလိုက်ပြီးတော့ဝန်ဖန်ကိုလည်းပြန်တောင်းမှန်မှုပြောလိုက်ပါတယ်။ပြီးတာနဲ့ဒီကိစ္စကိုဒီမှာပဲရက်လိုက်မယ်ကြောင်းကိုပြောလိုက်ပါတယ်။လင်းနုံကတော့မချေနှက်ပါဘူး။မင်းကဘာကောင်မှုလို့ငါ့အတွက်ဆုံးဖြတ်ပေးရမှာလဲဆိုပြီးတော့ဒေါသထွက်သွားပါတယ်။လင်လန်ထန်းကတော့ခြေတစ်ချက်ဆောင်းလိုက်ပြီးတော့လင်းနုံကိုပညာစပြလိုက်ပါတယ်။ လင်းလုံတယောက်အသေးတန်ကိုကနေရပြီလေဒါကြောင့်လင်းလန်းထန်းတယောက်ဆွမ်းအားကိုထပ်ပြီးတော့ဒုတ်လိုက်ပါတယ်လင်းခေရကတော့ဘလို့ပဲဖြစ်ဖြစ်လင်းတုံကမျိုးနွယ်စုခွဲကဖြစ်တဲ့အတွက်တခြားသူတွေရှိမှအခုလလောက်တာမတင့်တော်တဲ့အကြောင်းကိုဝင်ပြောလိုက်တော့မှပဲလင်းလန်းထန်းတယောက်ရက်လိုက်ပါတယ်ပြီးတာနဲ့မွေပါလေးကတော့သူ့နဲ့လင်းတုံနှစ်ယောက်ပေါင်းပြီးတော့တိုက်မယ်ဆိုရင်လင်းလန်းထန်းကိုပြင်းပြင်းထန်ထန်ဒဏ်ရာရအောင်လို့ကို20ရာခိုင်နှုန်းကတော့သေးကြတဲ့အကြောင်းကိုပြောလိုက်ပါတယ် နောက်တော့အခွင့်အရေးတစ်ခုပေးမယ်ဆိုပြီးတော့သူဖိနှိပ်တာကိုခံနိုင်ပြီးတော့ခန်းမတွေကထွက်သွားနိုင်ခဲ့ရင်ဒီကိစ္စကိုအပြစ်မပေးတော့ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။ရွေးချယ်စရာမရှိတော့တဲ့နောက်မှာတော့လင်းတုံတယောက်လင်းလန်ထန်းပြောတာကိုသဘောတူလိုက်ပါတယ်။ဖိနှိပ်တာဆလိုက်တာနဲ့တလှမ်းတောင်ရှောက်ဖို့မလိုတော့ပါဘူး။ဒါပေမဲ့လှမ်းကိုအားပြုပြီးတော့ရအောင်လှုပ်ရှားလိုက်ပါတယ်။ဒူးထောက်ကြမသွားအောင်အားတင်းပြီးတော့မနေကိုရှေ့ဆက်လျှောက်သွားပါတယ်။ဒါတောင်လှုပ်နိုင်သေးတယ်ဆိုတော့ကြည့်နေတဲ့သူတွေအကုန်လုံးလင်းတုံကိုနည်းနည်းထင်ကြီးသွားကြပါတယ်။လင်းတုံတယောက်ရောက်တော့မဲ့ချိန်မှာပဲလင်းလန်ထန်းကပို့ပြီးတော့အားဆိုင်လိုက်တဲ့ချိန်မှာတော့ဒူးထောက်ကြသွားပြီလေ။ ဒါပေမဲ့မျက်လုံးနဲ့မှိတ်သွားတော့မဲ့ချိန်မှာပဲညမဖြစ်တဲ့ချင်းထံကိုတွေးမိသွားတဲ့အပြင်အဖိုးနဲ့အဖေတို့အကြောင်းကိုလည်းတွေးမိသွားတာကြောင့်ရအောင်ပြန်ထားလိုက်ပါတယ်ဒီလောက်ထိလုံးနိုင်တာကြောင့်လင်းတုံကတကယ်ပဲစွိုင်းအမြူတွေပုံအဆင်ရောဟုတ်ရလားဆိုပြီးတော့တန်တရားတွေဝင်လာပါတယ်လင်းတုံတယောက်အားတင်းရင်းနဲ့ရှောင်းရင်းနောက်ဆုံးတော့တကားဝါစီကိုရောက်သွားပါပြီဒါကြောင့်လင်းလန်ထန်းတယောက်လည်းပေးထားတဲ့ဂရီကိုတီးရတော့မယ်လေ လင်းတုံတယောက်ဒီကိစ္စကိုအစတရာလောက်ပြန်ပြီးပေးဆက်စေရမယ်ဆိုပြီးတော့ချိန်ဝါလိုက်ပါတယ်အပြင်ရောက်သွားတယ်လင်းတုံကတော့ဖြစ်ခဲ့တာတွေကိုပြန်တွေးပြီးတော့ကြင်ညာနေပါတယ်ရှောင်းရံလေးကတော့ဟိုလျှောက်ဒီလျှောက်လိုက်နဲ့လင်းတုံကိုစိတ်ပူပြီးကြည့်နေတဲ့အတွက်အမွေပါလေးကစိတ်ချဖို့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာလင်းတုံတယောက်မျက်စိပြန်ပွင့်လာတာကြောင့်ရှောင်းရံတကောင်အခုမှပဲစိတ်သက်သာရရသွားပြီးတော့မွေပါလေးကတော့တက်သည့်ရှိတယ်ဆိုပြီးတော့လင်းတုံကိုချီးကျူးလိုက်ပါတယ်ဒါပေမဲ့ဒီလိုစော်ကားခံလိုက်ရတာတောင်တက်သည့်ရှိတယ်လို့ပြောသေးတယ်ဆိုပြီးတော့စိတ်မကောင်းဖြစ်သွားပါတယ် တကယ်လို့လင်းတုံသာလင်းလန်ထန်းကိုအတက်နဲ့လဲပြီးတော့တိုက်ခိုက်ခဲ့ရင်တခြားသူတွေကတော့မိရဲကိုခုံဝင်တဲ့တက်တီကိုချီချူးကောင်းချီချူးနိုင်ပေမဲ့လင်းမိသားစုတွေကတော့တခါလေးကြဆင်းသွားမှာလေတခါတလေကြတော့လေအတက်နဲ့လဲပြီးတိုက်တာကဘာမှမဟုတ်တဲ့အကြောင်းလင်းတုံကိုဖြောင်းပြလိုက်ပါတယ် အသက်ရှင်နေမှာအခြေအနေကိုပြောင်းလဲနိုင်တဲ့နေ့ဆိုတာရှိလာမှာပါ။လင်းလုံတရားနောက်နှစ်နှစ်နေရင်လင်းလန်ထန်းကိုရအောင်နိုင်ယူရမယ်ဆိုပြီးတော့ကြိမ်ဝါလိုက်ပါလေ။လင်းလန်ထန်းကပါရမီလည်းရှိတဲ့အပြင်ဖန်ဆင်းခြင်းပုံစံကလည်းရောက်နေတာကြပါပြီ။ဒါကြောင့်လင်းလုံတရားဒီနှစ်နှစ်အတွင်းမစားမတောက်မအိပ်ဖဲနေရရင်တော့သူလည်းရအောင်ကြိုးစားမယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်ပါလေ။ဒါပေမဲ့ခက်ခဲလွန်းပါလေ။ဘာလို့လဲဆိုတော့လင်းလန်ထန်းရဲ့အင်အားတွေကလည်းရက်သွားမှာမဟုတ်ဘဲနဲ့ဆက်လက်ပြီးတော့တိုးတက်နေဦးမှာလေ။အမိလိုက်ဖို့ဆိုတာတော်တော်လေးကိုခဲရင်ပါလေ။ ဒါကြောင့်လင်းတုံတယောက်ဘူဘေးအဆောင်ကိုသတိရသွားပြီးတော့သွားရှာဖို့ပြောလိုက်ပြီးမြင်အခုလင်းတုံရဲ့လက်ရှိဆွမ်းအားကဘူဘေးအဆောင်ကိုသွားရှာဖို့ဆိုရင်ဝေးနေပါသေးတယ်။ ဒါပေမဲ့လင်းလန်ထိုင်းကိုနိုင်ဖို့အကူအညီပေးနိုင်တာကတော့တေချာပေါက်ပါပဲပြီးတော့ဘိုးဘေးဆောင်ရဲ့အင်အားကတော်တော်လေးကိုနက်နဲပြီးတော့မွေးပါလေးကိုတိုင်တော့အနေချင်းလောက်ပဲသိပါတယ်သူတို့ကောင်းငင်မိစာမွေးပါမျိုးနွယ်ရဲ့မှတ်တမ်းရကတော့ထန်ရွှန်းကုန်းကြီးကြီးထဲမှာအရင်ကကဘာပြက်လူနီနီကဆိုးကြီးတစ်ခုဖြစ်ခဲ့မှုပါတယ်အဲ့ဒီချိန်တုန်းကအမြင့်မြတ်ဆုံးအာဂျီတူတယောက်ပေါ်ထွက်လာခဲ့ပြီးတော့သူကဘိုးဘေးဆောင်ရှစ်ခုကိုထိန်းချုပ်ပြီးတော့တကူတော်အင်အားနဲ့အဲ့ဒီကက်ဆိုးကြီးကိုတားဆီးလိုက်တယ်လေ အဲ့နောက်ပိုင်းမှာဘိုးဘေးအဆောင်၈ခုနဲ့အဲ့ဒီအင်အားကြီးခဲ့သူကလည်းဘယ်ရောက်သွားမှမသိပျောက်ချင်းမလားပျောက်သွားပါတော့တယ်။အခုဘိုးဘေးအဆောင်ကပြန်ပေါ်လာတဲ့အတွက်ဘလို့အန်ဒီရီထပ်ပေါ်လာအောင်မှလည်းမသိပါဘူး။ဆွမ်းအားရှိခြင်းနဲ့ဆိုရင်တေချာပေါက်အန်ဒီရီကတော့ရှိမှာပါပဲ။ဒါကိုလင်းတုံကလည်းသဘောပေါက်ပါတယ်။ဒါပေမဲ့ဘိုးဘေးအဆောင်ကိုရအောင်ရှာမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်။အခုချိန်မှာလင်းတုံအတွက်တခုစီရောမျှော်လင့်ချက်ကဘိုးဘေးအဆောင်ပဲရှိတာပါပဲ။အခုတော့ရံမျိုးကိုပြန်ဖို့အတွက်ပဲလုပ်လိုက်ပါတယ်။အဲ့ဒီချိန်မွေးပါလေးကတခုခုခံစားလိုက်ရတာကြောင့်ရက်ကြည့်လိုက်ပါတယ်။ထင်ထားတဲ့အတိုင်းပါပဲ။လှန်တစ်ချောင်းကသူတို့စီလာပြီးတော့ပေါက်ကွဲသွားပါတယ်။ ပြီးတာနဲ့ဝန်ရံရောက်လာပြီလေသူကအခုထိလင်းတုံတယောက်ဝမ်မျိုးနွယ်ကိုစော်ကားတယ်ဆိုပြီးတော့မကျေနပ်သေးပါဘူး။ဒါကြောင့်ဆင်းရဲရှင်းဖို့ရောက်လာတာပါ။ဒီနေ့လင်းတုံရဲ့အသက်ကိုယူမယ်ဆိုပြီးတော့ချိန်ကျောက်လိုက်ပါသေးတယ်။ပြီးတာနဲ့ဝိညာဉ်ရဲနာကိုစာတောင်းလိုက်ပါတယ်။လင်းတုံကတော့မင်းကိုမင်းလင်းလန်ထန်းထင်နေရလားဆိုပြီးတော့ပြန်မိလိုက်ပါတယ်။ဝမ်ရံကတော့လင်းတုံကိုတတ်ဖို့ကတော့လုံလောက်တဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်။ ပြီးတာနဲ့လင်းတုံကတော့ရှောင်းရံကိုမကောင်းဆိုးဝါးရင်ဆွဲရင်ငါးသရွေးကိုအရင်ဆုံးယူသွားဖို့ပြောလိုက်ပါတယ်ပြီးတာနဲ့သွားခိုင်းလိုက်ပြီလေဒီတစ်ခါပြိုင်ဘက်ကအရင်လိုအမိုက်တင်နဲ့တူမနေပါဘူးနောက်တော့ဝန်ရံကစပြီးတိုက်လိုက်တဲ့အတွက်အသွင်ပြောင်းအဆောင်စီရင်ကိုတုံးလိုက်ပြီးကာလိုက်ရင်းနဲ့အရာခတ်သိမ်းအသွင်ပြောင်းခြင်းမီလီယံနဲ့ပြန်တိုက်လိုက်ပါတယ်ဒါပေမဲ့လည်းလင်းတုံတိုက်တာကဝန်ရံအတွက်ကတော့ကာဖို့လက်ကလေးလှုပ်ဖို့တောင်မလိုလိုက်ပါဘူးပြီးတာနဲ့ဝန်ရံတယောက်ချွေစင်မျက်နှာဆိုးနှိမ်လက်ဝါးကိုတုံးပြီးတော့တိုက်လိုက်ပါတယ်ဒါပေမဲ့လည်းလင်းတုံကကောင်းငင်ကြီးကိုရှေးရောက်ခင်းကွက်လှန်ကိုထုတ်ပြီးတော့ပြန်တိုက်လိုက်ပါတယ်ကန်ကောင်းကျင်တော့ကောင်းငင်ကြီးကိုရှေးရောက်ခင်းကွက်လှန်ရဲ့တိုင်းချမ်းကိုလ င်းတုံတယောက်စံအိမ်သခင်ရဲ့ကျေးဇူးနဲ့တက်မြောက်ထားပါတယ်။ဒါကြောင့်ဝမ်ရံတိုက်တာကိုကောင်းကင်ကြီးကိုရှေးရောက်ခင်းကွာလှန်ကိုသုံးပြီးတော့ပြန်ခြေပါလိုက်နိုင်တယ်လေ။ဒီလိုဖြစ်လာမယ်ဆိုတာဝမ်ရံကလည်းမတွေးထားမိပါဘူး။သူတွေးထားတာကဒီတကွဲနဲ့တင်လင်းတုံကိုနိုင်မယ်ဆိုပြီးတော့ပါ။ဒါကိုမြင်တော့ဝမ်ရံတယောက်ကောင်းကင်ကြီးကိုရှေးရောက်ခင်းကွာလှန်ကိုပို့ပြီးတော့တောင်သဘောကျသွားပါတယ်။ပြီးတာနဲ့တာလော့ရွှေလန်ကိုထုတ်သွင်းလိုက်ပါတယ်။ ဒီတစ်ခါမှာတော့ကောင်းကင်ကြီးကုံရှေးရောင်ခင်းဝါလှန်နဲ့တားလော့ရွှေလန်တွေ့ကြပြီလေအဲ့ချိန်မွေးပါလေးထွက်လာပြီးတော့ရက်ကြည့်မနေဘူးကိုပြောလိုက်ပါတယ်ဘာလို့လဲဆိုတော့ဝန်ရံတိုက်တာကိုတာမန်တိုင်းကွက်နဲ့တားလို့မရပါဘူးဒါကြောင့်ရွှေစွမ်းရင်အားလုံးကိုကောင်းကင်ကြီးကုံရှေးရောင်ခင်းဝါလှန်နဲ့ကိုထည့်လိုက်ပြီးတော့စပတ်အုံးမွေကိုထုတ်လိုက်ပါတယ်မွေနေတဲ့ကကောင်းကင်ထက်မှချကုန်ကြပါပြီနဂါးကမွေကိုကိုက်လိုက်ပြီးတော့မွေကလည်းနဂါးကိုပြန်ပြီးတော့ရစ်ပတ်ထားတယ်လေနောက်ဆုံးတော့စွမ်းအားနှစ်ခုထိတိုက်တွေ့ပြီးတော့စွမ်းရင်ပေါက်ကွဲမှုကြီးဖြစ်သွားတာကြောင့်လင်းတုံတယောက်နောက်ကို၃-၄ဘက်လောက်တုံလွင့်သွားပါတယ်ဝန်ရံကလည်းတူတူပါပဲမျက်နှာမှာဒဏ်ရာရသွားပါတယ် ဒါကြောင့်မကြေနပ်ဖြစ်ပြီးတော့ထပ်ပြီးပြေးတိုက်ပြီလေနှစ်ယောက်သားလှန်ချင်းရှင်ပြီးတော့တိုက်လိုက်ကြပါတယ်နောက်ဆုံးတော့လင်းတုံတယောက်အဆောင်ရုပ်သိန်းကိုထုတ်တုံးရပါပြီဝန်ရံကတော့လင်းတုံရထားတဲ့အဖိုးတန်ရဲနာတွေကိုကြည့်ပြီးတော့တော်တော်လေးကိုစိတ်မသက်မသာဖြစ်သွားပါတယ်သူလည်းလိုချင်လို့လေလင်းတုံတယောက်အဆောင်ရုပ်သိန်းကိုမြန်မြန်ပဲအတက်သွင်းလိုက်ပြီးတော့တိုက်ခိုက်ဖို့အတွက်အမိန်ပေးလိုက်ပါတယ်ရုပ်သိန်းကတော့ချက်ချင်းပဲမြန်တဲ့အရှိန်နဲ့ဝန်ရံကိုထိုးချလိုက်ပါပြီဒါကတော့စေးလုံး2000တန်နဲ့တိုက်ွက်ပါဝိုင်းရံတကောင်လေကြောက်တုံးနဲ့မိတ်ဆက်လိုက်ရပြီမြေတေတော့မသေးပါဘူး ဒါကြောင့်လင်းတုံတယောက်ဒီခွင့်ရေးကိုယူပြီးတော့ဝမ်ရံကိုအပီးရှင်းဖို့လုပ်လိုက်ပါတယ်အဆောင်ရုပ်သေးကိုထပ်ပြီးတော့အသက်သွင်းလိုက်ပြီးတော့တိုက်ဖို့အမိန်ပေးလိုက်ပြီလေဒီလက်ဒီတစ်ချက်ကိုတော့ဝမ်ရံတယောက်ဘလို့မှမခံနိုင်တော့ပါဘူးဝမ်ရံရဲ့ခြံခွန်အိတ်ကိုလည်းအပိုင်သိမ်းလိုက်ပါတယ်မထားနိုင်တော့တဲ့ဝမ်ရံကိုလှန်တဲ့ချိန်ပြီးတော့တခါလေးတက်ဖို့လုပ်လိုက်ပြီမဲ့ဝမ်ရံတရသူ့ရဲ့အကြီးကဲရှံကိုအော်ခေါ်လိုက်ပါတယ်ဟိုလူကလည်းချက်ချင်းပဲရောက်လာပြီးတော့လင်းတုံရဲ့လှန်ကိုကာပေးလိုက်ပါတယ်အခုတော့လင်းတုံတရနောက်တစ်ယောက်နဲ့တိုက်ရပါဦးမယ်အကြီးကဲရှံကြောင့်လင်းတုံရောရုပ်သေးရောအတူနောက်ကိုလွန့်သွားပါပြီ ထပ်တိုက်တော့မဲ့အချိန်မှာတော့လင်းတုံတယောက်ထွက်ပြေးဖို့ကြိုးစားလိုက်ပါတယ်။ဒါပေမဲ့စွမ်းရင်လုံးကြီးကသူ့ရဲ့နောက်မှာတောက်လျှောက်လိုက်လာတဲ့အတွက်လင်းတုံတယောက်စင်ကြယ်တဲ့ရွယ်စွမ်းရင်အမြူတွေကိုကြောက်ဆောင်နဲ့ထည့်လိုက်ပါတယ်။နောက်ဆုံးတော့မွေးပါလေးကိုအားကိုးရတော့မယ်လေ။ပြေးနေတာကိုရက်လိုက်ပြီးတော့မွေးပါလေးကလည်းထွက်လာရင်လည်းစွမ်းရင်လုံးကြီးကိုပြေးတိုက်ပါတယ်။တစ်ချက်ထဲနဲ့အပြက်ချိလိုက်နိုင်တယ်လေ။ဒါပေမဲ့လည်းဒီအကွက်ကြောင့်မလို့သူခက်ခက်ခဲခဲပြန်ရထားတဲ့ရွယ်စွမ်းရင်တွေကုန်သွားပါတယ်။ဒါကြောင့်နောက်ဆုံးရွေးချယ်မှုကတော့ပြေးဖို့ပါ။ အကြီးကဲရှံကလည်းလင်းတုံကိုကြည့်ပြီးတော့ဒီကောင်လေးရဲ့လက်စွမ်းကနည်းနည်းထူးဆန်းသားပဲဆိုပြီးတော့ရေရွတ်လိုက်ပါတယ်။ဒါပေမဲ့လေဝန်ရံကတော့ထပ်တိုက်ခိုင်းတဲ့အတွက်အကြီးကဲရှံတယောက်အနဲ့ရောင်လင်းသားသွားကိုထုတ်သွင်းလိုက်ပါတယ်။လင်းတုံတယောက်ကောင်းကင်အကြီးကိုရှေးရောင်ခင်းကွာလန်ကိုထုတ်ပြီးတော့ကာလိုက်ရပါတယ်။ဆက်ပြေးလို့မရတာကြောင့်မဒါပေမဲ့လေအနဲ့ရောင်လင်းသားကိုတော့မကာလိုက်နိုင်ပါဘူး။အဲ့ဒီချိန်ကျွန်တော်တို့ရင်းနှီးနေတဲ့ကြာပန်းလေးထွက်လာပြီးတော့အနဲ့ရောင်လင်းသားကိုဖောက်ခွဲလိုက်ပါတယ်။ဖျားထွက်လာတဲ့စွမ်းအားကပြင်းထန်လွန်းလာမို့လို့အကြီးကဲရှံတယောက်ကာလိုက်ရပါတယ်။ လင်းတုံကတော့မကလိုက်နိုင်တာကြောင့်နောက်ကိုလွင်သွားတဲ့အချိန်မှာချင်းကျူးကလှမ်းဖမ်းလိုက်ပြီးတော့လင်းတုံကိုခေါ်သွားပြီလေအကြီးကဲရှန်ကလိုက်သွားဖို့လုပ်ပေမဲ့ဝမ်ရန်ကတော့တားလိုက်ပါတယ်ချင်းကျူးလာခဲ့တယ်ဆိုတာသူသိတာကြောင့်မို့လို့ပါတာဆောင်တစ်ခုပေါ်ကတစ်ပင်ကြီးအောက်မှာတော့လင်းတုံကသူ့ကိုကဲခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်ဒါပေမဲ့ချင်းကျူးကအခုလိုကဲတာကသူ့ကိုဂရီတစ်ခုပေးစေချင်လို့ပဲဆိုပြီးတော့ပြန်ဖြေလိုက်ပြီလေအဲ့ဒါကတော့ချေးဟောင်းတင်းဆိုင်မှာဖြစ်ပျက်ခဲ့တဲ့ကိစ္စကိုဘယ်သူ့ကိုမှပြန်မပြောဖို့ပါပဲဘယ်တော့ကမှမဖြစ်ခဲ့ဘူးဆိုပြီးတော့သဘောထားခိုင်းလိုက်ပါတယ်လင်းတုံတယောက်တကူလုံးတုံသွားပြီးတော့ဒေါသထွက်သွားပါတယ် အခုလိုပြောရတာကသူလုံလုံလောက်လောက်အာမကောင်းသေးတာကြောင့်ဆိုပြီးတော့တွေးလိုက်မိရလေ ချင်းကျူးကတော့သူတို့နှစ်ယောက်ကြားကွာဟာချက်ကအတော်လေးကိုကြီးမားတဲ့အကြောင်းကိုပြောလိုက်တော့ဘသူကမှမွေးကလေးကအားကောင်းတဲ့သူမဟုတ်တဲ့အကြောင်းကိုပြန်ပြီးတော့ဖြောင်းချက်ပေးလိုက်ပါတယ်။ချင်းကျူးကတော့တချို့အရာတွေကအဆကလေးကတတ်မှတ်ထားပြီးသားဖြစ်တဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်။လင်းတုံကတော့ရအောင်တက်တည်ပြမယ်ဆိုပြီးတော့ချိန်ဝါလိုက်ပါတယ်။ချင်းကျူးကလင်းတုံဒီတိုင်းပဲဆက်ပြီးတော့ရစ်တီရစ်တီလုံနေမယ်ဆိုရင်အခုချက်ချင်းတက်ပြစ်လိုက်မယ်ဆိုပြီးတော့ချင်းကျောင်းလိုက်ပြီလေ။လုံနိုင်တာလည်းမဟုတ်ပါဘူး။ဒါပေမဲ့ तू အခုလိုလှုပ်တာကိုတော့စော်ကားနေတယ်လို့မထင်ဖို့ကိုပြောလိုက်ပါတယ်။ तू နဲ့လင်းတုံရဲ့ကိစ္စကနည်းနည်းလေးပဲထုတ်ပြောရင်တောင်မှလင်းတုံမပြောနဲ့။လင်းဘိုးဘေးမျိုးနွယ်စုဆိုရင်တောင်မှဘေးဆိုးကြီးနဲ့ရင်ဆိုင်ရမယ့်အကြောင်းကို ုရှင်းပြလိုက်ပါတယ်။ဒါကြောင့်ရွေးချယ်စရာမရှိတော့တဲ့အဆုံးမှာသူတို့ကိစ္စကိုဘယ်သူမှမပြောပြပါဘူးဆိုတဲ့ကတိကိုပေးလိုက်ရပါတယ်။ပြီးတာနဲ့အတက်ကယ်ပေးတဲ့ကျေးဇူးကိုတော့နောက်ပိုင်းမှတရားပေါ်ပြန်ဆက်မယ်ဆိုပြီးတော့ပြောလိုက်တော့လင်းတုံမှာမင်းဆက်တရားတိုက်ပွဲတွေကိုဝင်ပါဖို့အရေးချင်းရှိမှပဲပြောဆိုပြီးတော့ချင်းကျူးတယောက်ခြေလိုက်ပါတယ်။ လင်းတုံကတော့မင်းဆက်တရားတိုက်ပွဲဆိုတာဘာမှန်းတော့မသိပါဘူးဒါပေမဲ့လည်းသူသားမင်းဆက်တရားတိုက်ပွဲကနေထူးထူးချွတ်ချွတ်ပေါ်ထွက်လာနိုင်ရင်ရောဆိုပြီးတော့မေးလိုက်တော့ချင်းကျူးကလင်းတုံအဲ့ဒီအဆင့်ကိုမရောက်နိုင်ဘူးဆိုပြီးတော့တထစ်ချပြောလိုက်ပါတယ်ဒါပေမဲ့လင်းတုံကတော့တေချာပေါအဲ့ဒီအဆင့်ကိုရောက်ပြီးတော့ချင်းကျူးနဲ့ထိုက်တန်တဲ့အကြောင်းတက်သေးပြမယ်ဆိုပြီးတော့ပြောလိုက်တဲ့ချိန်မှာချင်းကျူးတယောက်ချက်ချင်းမဲ့လက်ဝါးနဲ့ရိုက်ချလိုက်ပါတယ်ပြီးတာနဲ့ဒီလိုအသေးပြန်မရှိတဲ့ဇာတ်ကားမျိုးတွေထပ်မကြားချင်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်နောက်တစ်ခါတွေ့တဲ့ခါကျရင်အခုလိုမျိုးအာမနေတော့ဘူးမျောလင်းတဲ့အကြောင်းကိုပြောပြီးတော့ချင်းကျူးတယောက်ထွက်သွားပြီလေ လင်းတုံကတော့မမီတဲ့ပန်းကိုခူးမယ်ဆိုတာကြည့်ပါမယ် ခမရတို့လိုပေါ့နောက်တစ်ခမ်းမှာတော့ချင်းထန်ကိုအေးအေးတက်ဖြည့်ပေးဖို့အခုချိန်ကမကောင်းဆိုးဝါးရေဆွမ်းရင်အပြင်းထန်ဆုံးအချိန်ဖြစ်တာကြောင့်လင်းလုံတယောက်မကောင်းဆိုးဝါးရေဆွမ်းရင်နဂါးတွေအကူအညီကိုယူပြီးတော့ချင်းထန်အတွက်ရေမြူတွေဖွဲ့စည်းဖို့ကိုကူညီပေးလိုက်ပါတယ်ဒါပေမဲ့မကောင်းဆိုးဝါးရေဆွမ်းရင်ကိုထိန်းချုပ်ဖို့ကတော့တော်တော်လေးကိုခက်ခဲတယ်လေကြာရှုံးခဲ့ရင်ချင်းထန်တယောက်အနည်းဆုံးပြင်းပြင်းထန်ထန်နေရာရနိုင်ပြီးတော့အဆိုးဆုံးကချက်ချင်းအောင်တက်ဆုံးရှုံးနိုင်ပါတယ်ပြီးတာနဲ့ချင်းထန်ကိုကမကောင်းဆိုးဝါးဆွမ်းရင်တွေကစပြီးတော့စူးစီးလာပြီးဘေးပတ်ဝန်းကျင်တစ်ခုလုံးအေးအေးတက်တွေကလွှမ်းခြုံသွားပါတယ်မကောင်းဆိုးဝါးရေဆွမ်းရင်တွေကချင်းထန်ရဲ့ကိုယ်ထဲမှာနှစ်ပေါင်းများစွာရှိ ခဲ့တဲ့အတွက်စွမ်းအားကလည်းတော်တော်လေးအကောင်းနေလေအရန်ကိုပြင်းထန်လွန်တာကြောင့်ချင်းထန်းတယောက်မခံနိုင်တော့ပါဘူးပြီးတာနဲ့အောက်ကိုသတိမေ့ပြီးပြုတ်ကျသွားပါတော့တယ်မကောင်းဆိုးဝါးရင်ဆိုင်ရဲ့မူလကိုယ်တွေကအပြင်မှာပေါ်လာပြီးတော့လင်းလုံလုံကိုတိုက်လိုက်ပါတယ်။ချင်းထန်းကိုခဏဘေးမှာချလိုက်ပြီးတော့မကောင်းဆိုးဝါးရင်ဆိုင်ကိုတိမ်သွင်းဖို့အတွက်ကောင်းကင်ကြီးကိုရှေးဟောင်းခရင်ကွာလန်ကိုထုတ်လိုက်ပြီးတိုက်ဖို့ပြင်လိုက်ပါတယ်။မကောင်းဆိုးဝါးရင်ဆိုင်ကတော်တော်လေးကိုပူကြပြီးတော့နည်းနည်းလေးထိလိုက်တာနဲ့ချက်ချင်းအေးခဲသွားမှာပါ။ ်မူလကိုယ်တွေတိုက်သမျှကိုရှောင်းလိုက်ပြီးတော့အသွင်ပြောင်းဆောင်စီရင်ကိုထုတ်သုံးလိုက်ပါတယ်။ဒါကြောင့်မူလကိုယ်တွေကနောက်ကိုဆုတ်သွားပြီလေ။ဒါကတော့မူလကိုယ်တွေကမီလီယံဆွမ်းရင်ကိုကြောက်တာကြောင့်မလို့ပါ။ပြီးတာနဲ့အရာခတ်သိမ်းအသွင်ပြောင်းမီလီယံနဲ့ထပ်ပြီးတိုက်လိုက်ပါတယ်။မူလကိုယ်ကပြေးနေရင်းနဲ့ချင်းထံဘက်ကိုလှည့်သွားတာကြောင့်လင်းလုံတရောင်အသေးတံကာလိုက်ရပြီလေ။ထပ်ပြေးဖို့လုပ်တဲ့အတွက်မီလီယံဆွမ်းရင်နဲ့ဝိုင်းထားလိုက်ပါတယ်။ပြီးရနဲ့ချင်းထန်ကလည်းပြန်ပြီးတော့သတိရလာပါပြီ။ဘာကြီးလဲမေးတော့မကောင်းဆိုးဝါးရင်းဆွမ်းရင်ရဲ့မူလကိုယ်တွေဖြစ်တဲ့အကြောင်းကိုရှင်းပြလိုက်ပါတယ်။ဝိုင်းထားတဲ့ဂျာတွေကနေပြန်လွတ်သွားတာကြောင့်အစီရင်ကိုမြေမှာဖွင့်လိုက်ပြီးတော့ထပ်တိုက်လိုက်ပါတယ်။ မကောင်းဆိုးဝါးရင်ဆွမ်းရင်ရဲ့မူလကိုယ်တွေကတော့နောက်ဆုံးမပြေးနိုင်တော့ပါဘူးအချုပ်ခံလိုက်ရတာကြောင့်လင်းလုံတယောက်မကောင်းဆိုးဝါးရင်ဆွမ်းရင်ရဲ့မူလကိုယ်တွေကိုတင်သွင်းဖို့အတွက်ချင်းထန်ကိုပြောလိုက်ပါတယ်ချင်းထန်အနာကတ်သွားတဲ့အချိန်မှာတော့မကောင်းဆိုးဝါးရင်ဆွမ်းရင်ရဲ့မူလကိုယ်တွေလှမ်းထိုးတာကိုခံလိုက်ရပါပြီမကောင်းဆိုးဝါးရင်ဆွမ်းရင်ရဲ့မူလကိုယ်တွေကချုပ်ခံထားရတာတော့လက်မလျှော့သေးဘူးလေချင်းထန်တယောက်ကြောက်နေပေမဲ့သူ့အကူကသူ့ကိုအမြဲတမ်းကာကွယ်ပေးနေတာဆိုပြီးတော့တွေးမိသွားပြီးဝင်တော့ဝင်ဖို့တော့ဖြစ်လို့မရတဲ့ကြောင်းဆုံးဖြတ်လိုက်ပြီးတော့မကောင်းဆိုးဝါးရင်ဆွမ်းရင်ရဲ့မူလကိုယ်တွေကိုစပြီးတော့တင်သွင်းပါတော့တယ် နောက်ဆုံးတော့ချင်းထန်တရားအောင်မြင်သွားပါပြီ။နေလုံနဲ့တူလို့ဇွဲကောင်းတယ်လို့ပြောရမှာပါ။ပြီးတာနဲ့ခဏလေးတွင်းမှာပဲချင်းထန်ကတော့စွမ်းရည်အမှုတွေပြေဝဘုံဆင်ကိုကြော်သွားပြီလေ။မကောင်းဆိုးဝါးနှက်ဆိုးကိုနှုတ်ထလာတာနဲ့အဲ့ဒီစွမ်းအားကတော်တော်လေးကိုကြောက်စရာကောင်းပါလေ။အခုတော့ချင်းထန်ရဲ့စွမ်းအားကလင်းတုံကိုမှီရောမှာမို့လို့နောက်ဆိုရင်သူမရှိတဲ့အချိန်လင်းမိသားစုကိုစောင့်ရှောက်ဖို့ချင်းထန်ကိုပဲအားကိုးရတော့မယ့်အကြောင်းကိုပြောလိုက်ပါရစေ။အခုဆိုရင်လင်းတုံတို့ရဲ့ဘူဘေးဆောင်ရှာမြခကြီးကစတင်ပါပြီ။တာဝန်စီရင်စုကိုတွားရမှာပါ။ရံမျိုးနဲ့ဆိုအစာပေါင်းများစွာလောက်ကွာပါလေ။လင်းတုံတရား ဘာတွေဆက်ပြီးကြော်ရမလဲဆိုတာနောက်တစ်ပိုင်းမှာဆက်လက်ဆောင်ကြည့်ပေးပါဦးကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါအောင်ခင်ဗျာ